the number of three letters ကိုဆိုတော့ဒါကအဲလက်တာ၃လုံးပါတဲ့ကုတ်အရေးတူဘယ်လောက်ရမလဲပေါ့နော် without repetition ဆိုတော့အဲ့လက်တာ၃လုံးဒီထက်တာမရှိဘူးပေါ့နော် without repetition of the letter that can be made သူတို့တွေကိုဘာနဲ့လောက်ရမှာလဲဆိုတော့အဲ့ဒီကုတ်တွေကို a b c d e f ဆိုပြီးတော့လက်တာအလုံးပေါင်းဘယ်နှလုံးပေးထားလဲဆိုရင်ဆရာမတို့ကို၆လုံးပေးထားတယ်ပေါ့နော်ဒီ၆လုံးနဲ့ ဒီ၆လုံးနဲ့ပဲဒီ3 letter codes ကိုဆရာမတို့ကပြုလုပ်ရမှာဖြစ်တယ်ထက်လို့မရဘူး without repetition in such a way ဘလို့လုပ်ချင်တာလဲဆိုတော့ तू က either the letter e or letter f or both appear ဆိုတော့အဲ့ဒီဆရာမတို့လိုချင်တဲ့ဒီ3 letter codes မှာเนาะဒါ first ပေါ့เนาะဒါ first နေရာ letter လေးဖြစ်မယ်ရှိမယ် second letter လေးရှိမယ် third letter လေးရှိမယ်အဲ့လိုမျိုး၃ခုပါတော့ code လှုပ်ချင်တာ three letter ကုတ်လှုပ်ချင်တာအဲ့လိုကုတ်လေးတွေဖန်တီးချင်တာအဲ့ဒီထဲမှာသူက e ဒိုမဟုတ် af ဒိုမဟုတ်နှစ်ခုစလုံးကို သူပါချင်တယ်အပီးယာနော်အပီးယာဆိုတာပါဝင်ချင်တယ်အဲဒီထဲမှာရှိချင်တယ်ဖြစ်ချင်တယ်လို့ပြောချင်တာပေါ့နော်အဲ့တော့သူကဒီဆရာမတို့လုတ်လိုက်တဲ့ကုတ်မှာ a b c d e f ကိုသုံးမယ်ပေါ့နော် a b c d e f ဆရာမပြောချင်တဲ့အဓိပ္ပာယ်ကဥပမာ A ရဲ့ B ရဲ့ C ရဲ့၃ခု ABC နဲ့ဒီလက်တာကုတ်လုံးလို့မရဘူးလားဆိုတော့၃လုံးပါတော့လက်တာကုတ်ထပ်လည်းမထပ်ဘူးရတယ်ဒါပေမဲ့ e လဲမပါဘူး f လဲမပါဘူးနှစ်ခုလုံးလဲမပါတဲ့အခြေအနေဖြစ်နေတဲ့ကြောင့်ဒါသည်သူလိုချင်တဲ့ condition မဟုတ်ဘူးเนาะအဲ့တော့ဘယ်လိုမျိုးသူကဖြစ်နေတာလဲဆိုတော့သူလိုချင်တဲ့အခြေအနေက a ပြီးရင် e တစ်လုံးပါမယ်ပြီးသွားရင်ကျန်တာ d လဲဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်ရင် a ပြီးရင် f ပါမယ်ဇန်နာကစီလဲဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်ရင် e ရော f ကိုပါပြီးဇန်နာကဒီလို a လဲဖြစ်ခြင်းဖြစ်မယ်အဲဒါမျိုးတွေပေါ့နော်ကိုယ့်ရဲ့ဒီ3 letter counts ထဲမှာ e ဒီပါရမယ်ဒါမှမဟုတ်ရင် f ပါနေရမယ်ဒါမှမဟုတ်ရင်ဘယ်သူပါနေရမလဲဆိုရင် e ရော f ရောပါတဲ့အခြေအနေဖြစ်ရမယ်ဒီ၃ချက်နဲ့ကိုင်းညီနေရမယ်လို့ပြောချင်တာ ဒါဆိုရင်ရိုးရိုးရှင်းရှင်းလေးပဲဒီသုံးခုတော့ကိုအများကြီးစဉ်းစားနေရင်ကိုကခက်ခဲနေမယ်အဲ့တော့ဆ iam မကဘလို့စဉ်းစားလိုက်လဲဆိုတော့ e လဲမပါဘူး f လဲမပါဘူးဆိုတဲ့ case ကိုစဉ်းစားလိုက်တယ်ဒါဆို total တွေက e လဲမပါဘူး f လဲမပါတာကိုဖယ်လိုက်ရင်သူလိုချင်နေတဲ့ဟို e တစ်ခုပါတာပဲဖြစ်ဖြစ် f ပါတာပဲဖြစ်ဖြစ်နှစ်ခုလုံးပါတာပဲဖြစ်ဖြစ်ပါသွားပြီ အကုန်ပါသွားပြီပေါ့နော်လိုချင်တဲ့အဖြစ်နဲ့အခြေအနေကိုရသွားပြီပေါ့နော်အဲဒီလိုလေးစဉ်းစားလိုက်မယ်ဒါကြောင့်မလို့ဆီမရှာအမသည်ကန့်တက်ချက်မရှိတဲ့ total ဆိုတဲ့အခြေအနေတွေကနော် total ဆိုတဲ့အခြေအနေတွေကကန့်တက်ချက်မရှိတဲ့ total ဆိုတဲ့နေရာမှာ तू ကဟွာတော့ပါအောင်မှာပေါ့နော် total ဆိုတဲ့အခြေအနေမှာ तू က without without repetition ထပ်လို့တော့မရတဲ့ဟာပဲပေါ့နော်ဒီ total ဆိုတာကလည်း without repetition ဖြစ်နေရမယ်ဇလုံးဒီ လက်ဒါလေးတွေဒီထက်လို့တော့မရဘူးပေါ့เนาะအဲအဲ့တိုတဲ့အခြေအနေတွေကနေနှုတ်မယ်ဘသူ့နှုတ်မှာလဲဆိုတော့ e your f your မပါတဲ့အခြေအနေကိုနှုတ်မယ်ဆိုတော့ neither e no f နော်လက်ဒါထဲမှာ e your f your မပါတာလေးကိုနှုတ်လိုက်မယ်ဒါကြောင့်ဆရာမတိုတယ်လေးကိုအရင်စဉ်းစားလိုက်မယ် တိုတယ်ဒီဆ iam ရှိတာဒီလက်တာဒီဘယ်နှလုံးလဲဆိုရင် and tambo ဒီ6လုံး n equal to 6 abcd es မဟုတ်လို့ and tambo က6လုံးရှိတယ်အဲ့တော့ n equal to 6မှာအခု siam က3 letter code အတွက်ရွေးချယ်ရမှာဆိုတော့ဒီရှေ့ဆုံးက first letter code ဒီ6 6လုံးရှိတာမဟုတ်လို့ဒုတိယမြောက်ဒီထပ်လို့မရဘူးဆိုတော့တလုံးဖယ်လိုက်တော့9 5တတိယမြောက်ဒီ4အဲ့ဒီလိုစဉ်းစားလို့ရတယ်အဲ့တော့ total ဆိုတာဒီ total ဆိုတာက 6ရယ်5ရယ်4ရယ်တို့မဟုတ်ဆ iam မနောက်တစ်မျိုးစဉ်းစားပြမယ်ဘယ်လိုစဉ်းစားမလဲဆိုဆ iam မဒီလက်တာက6လုံးရှိတယ်အဲ့ဒီ6လုံးเนี่ยဆ iam မ3လုံးကို arrangement စီစဉ်မယ်အဲ့တော့ 6b3 6c3 မဟုတ်ပါဘူးဆ iam မတို့ကဒီလက်တာ6လုံးထဲက3လုံးကိုရွေးချယ်တာမဟုတ်ဘူးလက်တာ6လုံးထဲကနေ3လုံးကိုနေရာစီစဉ်မှာနေရာဒီအပြန်ပြန်အလှန်လှန်ဖလှယ်လို့ရပါတယ်ဘာကြောင့်လဲဆိုတော့ဆ iam မတို့ကဒီမှာ aed လည်းဖြစ်လို့ရတယ်လို့ ADE လည်းဖြစ်လို့ရတယ် EDA လည်းဖြစ်လို့ရတယ် EAD EAD လည်းဖြစ်လို့ရတယ်เนาะစသဖြင့်အဲဒီလိုမျိုးနေရာတွေပြန်ပြန်လန်လန်ဖလှယ်ဖို့တွေဖြစ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ permutation နဲ့သွားအောင်မှာဖြစ်တယ် combination နဲ့သွားလို့မရပါဘူး combination နဲ့သွားမယ်ဆိုရင်နေရာပြန်ဖလှယ်တဲ့3 factorial နဲ့ပြန်မြှောက်ပေးမှသာလေမှန်မယ်ပေါ့เนาะဒါကြောင့်မို့လို့ဒီမှာဆရာမ combination အနေနဲ့စဉ်းစားလိုက်မိတယ်ဆိုရင် 6c3 ကို နေရာပြန်ဖလှယ်တဲ့3 factorial နဲ့မြောက်မှာဖြစ်တယ်။ဒါလေးကကြတော့ဆရာမတို့ပုံမှန်သမယုသမယိုးကြအတိုင်း multiplication principle သဘောတရားအတိုင်းစဉ်းစားလိုက်တာ။ဒါကကြတော့ permutation ကိုယူဆက်သုံးပြီးတော့တွက်တိုက်တာ။နော်ကလန်း6လုံးရှိတဲ့အဲ့6လုံးမှာ3လုံးကိုနေရာချမယ်။ဒီကောင်ကကြတော့ကလန်း6လုံးထဲက3လုံးကိုအရင်ရွေးလိုက်တယ်။ရွေးပြီးတော့အဲ့ဒီကလန်းတွေကိုနေရာပြန်ပြီးတော့အချင်းချင်းတွေပြန်ဖလှယ်ဖို့အတွက်စဉ်းစားရတာဖြစ်တဲ့ကြောင့်3 factorial နဲ့မြောက်တယ်။အားလုံးဒီအတူတူပါပဲ။ เนาะဒါတိုတယ် neither e nor f ကိုစဉ်းစားမယ် neither မပါရဘူးပေါ့เนาะ e e လည်းမပါဘူး nor f f လည်းမပါတဲ့အခြေအနေဒါဆိုရင်ဆီယမကအဲ့6လုံးထဲက e ရော f ရောကိုမလုပ်ပေးရမှာလဲဆိုဖယ်ပေးရမှာเนาะထဲ့မထဲ့ပြီးတော့စဉ်းစားခြင်းမရှိဘူးဖယ်ရမှာအဲ့တော့ e လဲဖယ်တယ် f လဲဖယ်တယ်ဆိုတော့ဆီယမမှာကြံတာဒီဘယ်နှလုံးပဲကြံတယ်ဆိုတော့၄လုံးပဲကြံတယ် နော်လေးလုံးပဲကျန်တယ်အဲ့လေးလုံးကနေမှဆီယမဘယ်နှလုံးစီရမှာလဲဆိုရင်သုံးလုံးနေရစီရမှာဒါကြောင့်ဆီယမဒါလေးကို permutation 6အဲ4 permutation တင်ရတဲ့နဲ့ပဲရေးလိုက်တော့မယ် 4p ဘယ်နှလုံးလဲဆိုတော့သုံးလုံးနေရချရမယ်ဒါကြောင့် 4p3 4p3 လို့စီလိုက်တာဒီ e လဲမပါဘူး f လဲမပါဘူးเนาะ e ရော f ရောနှစ်ခုစလုံးကိုဖယ်လိုက်တာဖယ်ထုတ်ထားပြီးတော့ကျန်တဲ့လေးလုံးကိုပဲဆီယမဘာလုံးမှာလဲဆိုရင် arrangement စီမှာ ဟုတ်ပြီနော်ကဲဒါဆိုရင်ကဲဒါဆိုလို့ရှိရင်ဆံမတို့ကသူ့ရဲ့ဒီလိုချင်တဲ့ answer ဒီတစ်ခုမဟုတ်တစ်ခုပါရမယ်နှစ်ခုစလုံးပါလဲရတယ်ဆိုတဲ့အခြေအနေအတွက်ကဆံမတို့ဒီ total ဖြစ်တဲ့ 6p3 နဲ့ပဲဆံမလုပ်လိုက်မယ် 6p3 တဲ့ကနေနှုတ်မယ်ဘသူ့ကိုနှုတ်မှလဲဆိုရင်လုံးဝမပါတဲ့ 4p3 ကိုနှုတ်လိုက်မယ်ဒါဆိုရင်ဆံမလိုချင်တဲ့အဖြေလေးရမှာဖြစ်တယ်အဲ့တော့ answer ကဘာနဲ့တွတ်တူလဲဆိုတော့ a ပေါ့နော် a နဲ့တွတ်တူပါတယ် 6p3 4p3 မေပုတ်စာထဲမှာအခေယာနဲ့ဟိုကဏန်းတန်ဖိုးတွေနဲ့ပေးတယ်ဆိုလို့ရှိရင်လည်းကိုကဒါကဏန်းတန်ဖိုးတွေကယ်ကူလေတာနှိပ်ထုတ်ပြီးတော့ရွေးပေးရမှာဖြစ်တယ်။ကဏန်းတန်ဖိုးနဲ့မဟုတ်ဘူးဒီလိုပုံစံနဲ့ပေးတယ်ဆိုလို့ရှိရင်ဒီလိုပုံစံကိုကိုရတဲ့အဖြေကိုဘယ်ပုံစံလဲဆိုတာကိုပြန်ကြည့်ပြီးတော့ရေးပေးရမှာဖြစ်တယ်။နော်။သုံးမှတ်တန်ပုတ်စာတွေနဲ့မေးလာမယ်ဆိုလို့ရှိရင်တော့ဒါတွေကကဏန်းအထိတွက်ပေးရမှာဖြစ်တယ်နော်။ဒါဆိုရင်နံပါတ်15ပုတ်စာလေးရမယ်လို့ထင်ပါတယ်။